ောင်ပြောင်းမှုကလွယ်လွယ်လေးပဲသူကနိုင်ဆိုရဲ့သဘောတဘာဝကမာဆန်နဲ့တူရဲ့လို့မှတ်ထားနော်မာဆန်ဥပမာအိုကီမာဆန်နဲမာဆန်သာဘဲမာဆန်နူမီမာဆန်အဲ့ဒါတွေကိုကိုရရင်ကြီးကြီးလေးမပြောခြင်းမယ်နဲ့ပလင်းလိုမျိုးလေးပြောခြင်းနဲ့ရိုးရိုးပုံစံလေးပဲပြောခြင်းနဲ့အတွက်နိုင်ဖောင်ကိုပြောင်းတာအဲ့အုတ်စွတ်တက်ပြောင်းမှုအရင်ကြီးကြမယ်နိုင်ဖောင်ပြောင်းနေ အနိုင်ဖုန်ပြောင်းရင်းအုပ်စုတက်မှာဆိုရင်အမြဲတမ်းလိုလိုမဆီရဲ့ရှေ့မှာ E line ကစကလုံးနေဆိုရင်ဒါအုပ်စုတက်ကိုဝင်ပြီးသားဒီတခေါက်မှာနိုင်ဖုန်ပြောင်းမှာဖြစ်တဲ့အတွက်မဆီရဲ့ရှေ့မှာ E line ကစကလုံးနေပါပြီဆိုရင်ဘာလုပ်မလဲ mask ကိုဖြုတ်အဲပြီးကြရင်ဘာလုပ်မလဲဆိုတော့အဲ့ဒီအရှိက line မှာမဆီရဲ့အရှိမှာ E line ဖြစ်တဲ့အတွက်အဲ့ဒီ E line ကို R line အယုံဆုံးပြောင်းပါ ပြီးတော့မှ9လေးပေါင်းပါမယ်ဒါကတဆန်လေးတိုးွားပါတယ်နော် math ကိုဖြောက်မယ်ဖြောက်ပြီးသွားရင်အဲ့ဒီ math ရဲ့အရှိမ e line တွေဖြစ်နေတာဖြစ်တဲ့အတွက်အဲ့ဒီ e line ကို r line ပြောင်းမယ်ပြီးတော့မှ9လေးပေါင်းမယ်အဲ့တော့ ikima ဆိုတဲ့သွားသည်အဲ့ဒါဆိုရင် math ရဲ့အရှိမ key ဆိုတော့ e line မှာအကျုံးဝင်တာအဲ့တော့ math ကိုဖြောက် r line ပြောင်းမယ်9လေးကတ်တော့ ခီကိုအလိုင်းပြောင်းရင်ခအနောက်မှာနိုင်ကတ်လိုက်တယ်။ဤခာနိုင်အဲ့တော့မှတ်ထားရမှာဤခာနိုင်ဆိုရင်မာဆန်နဲ့ပြောရင်ဤခီမာဆန်ဆိုရအပေါင်းနှုံးနဲ့အတူတူပဲเนาะဒါလေးကိုမှတ်ထားမယ်။အဲဒါလေးကတော့ပုံမှန်တိုင်းလေးပတ်တန်အတိုင်းသူပြောတဲ့ပုံစံခွက်တိုင်းကိုပြောင်းလိုက်တာလေနောက်တစ်ခါပုံစံခွက်တိုင်းလုံးလို့မရဘူးအလွတ်ကျမယ် အဲသူကကျတော့ message အရှိမသာရ e ဆိုရဲအားလေးပါလာပြီးစကလုံးနေမှာ message အရှိမ e ဆိုရဲတလုံးလေးပါလာပြီးဘာလုံးမလဲဆိုတော့ဝါ9နေပေါင်းမိမယ် mask ကိုလည်းဖြုတ်ဝါ9နေပြောင်းမယ်ဒီမှာဆိုရင် sweet e မဆိုရဲစကလုံးလေးသူကစလိတ်တုတ်တဲ့နေရာမှာသုံးတဲ့ sweet e မ ဒါဆိုရင်မဆက်ရှိမှာတရာဤဖြစ်နေတာဖြစ်တော့သူတို့ကို ဖြုတ်မယ်ဝါနိုင်လေးကလိုက်တယ်စူဝါနိုင်ဆိုပြီးတော့ဖြစ်သွားမယ်ဒါဆိုရင်မတောက်ဘူးဆိုရယ်အတိတ်ပဲလေးဟုတ်ပြီနော်ဒါလေးရှင်းမယ်ဒါကအုပ်စုတဲ့တူအလုံးကြရမယ်အုပ်စုနှစ်ကိုပြောင်းမယ်အုပ်စုနှစ်မှာဆိုရင်ဒါကအမြဲတမ်းထုံးစံလို့လို့ပဲမတ်ကို ဖြုတ်မယ်နိုင်လေးပေါင်းလိုက်ရုံပဲအဲ့တော့ဒါပဲမဆားတီဆိုရင်မတ်ဖြုတ်မယ်နိုင်ကတ်တော့ တာဘဲနိုင်မစားဘူးဆိုပြီးတော့ဖြတ်သွားလိမ့်မယ်။နောက်ဒါလေးရှိမယ်။အနောက်တစ်ခုကြည့်အောင်အုပ်စု၃အုပ်စု၃မှာအလို့ကျမယ်။ခင်မဆိုရင်နိုင်ဖောင်ပြောင်းရင်ခိုနိုင်။ရှိမဆိုရင်ရှိနိုင်ဒါလေးကိုအလို့ကျမယ်။ခင်မဆိုရင်ခိုနိုင်။ရှိမဆိုရင်ရှိနိုင်မလာဘူးမလောက်ဘူးဆိုတဲ့စကားလုံးလေး။ဟုတ်ပြီနော်။ဒါလေးကဘာဖောင်ပြောင်းတာနိုင်ဖောင်ပြောင်းတဲ့ပုံစံလေး။